လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုခင်ဗျာအဲ့ဒီအလေပိုင်းထက်ကျော်သွားလို့ကျွန်တော်ရှမ်းမြောက်တောင်ခမ်းပေါ့တောင်ခမ်းနဲ့ဒီနောင်ချူနဲ့ပြင်ဦးနယ်ဒီသုံးခွင်ဆိုင်သုံးခွင်ဆိုင်အခြေအနေလေးတစ်ခုမှကြာတော့လေတက်မလို့ကရလဒ်ဒီကောင်းတွေအောင်တွေ့ရတယ်ပြန် ဘယ်လိုရလက်တွေကောင်းလဲဆိုတော့ဗျာအခုဆိုရင်ဗျာသူတို့ပိတ်ဆို့ပြီးတိုက်ခိုက်ထားတဲ့900နှစ်ဆိုတာမြောက်အလုံးလေးသိပါတယ်เนาะအမြောက်တက်ဌာနချုပ်ပါမြောက်တက်ဌာနချုပ်ရဲ့ဒီနောက်ထပ်အမြောက်တက်ဖြစ်တဲ့3 9ခွန်ဖြစ်ပါလိမ့်မယ်เนาะအဲ့ဒီတက်နဲ့တက်ကလည်းခုလမ်းနေပွင့်သွားပြီလမ်းပွင့်သွားတဲ့အပြင်ကိုအတက်တက်နဲ့တက်တက်နဲ့ပေါ့เนาะလိုအပ်လို့ရှိရင်စီရေးအကူအညီတွေကောင်းကောင်းပေးနိုင်ပြီပေးနိုင်တဲ့အပြင်ကိုတောင်ခန်းတစ်ခွင်လုံးမှာလည်းတက်ကအနေနေရှင်းလင်းမှုတွေဆောင်ရွက်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်တွေ့ရတယ်ပေါ့เนาะအဲ့တော့ပြင်ဦးမြေမှာရှိနေတဲ့เนาะ ပြင်းနေမှာရှိနေတဲ့ဒီပြင်းနေအစုံပေါ့ကျွန်တော်တို့ဘယ်ဘက်သွားကြလို့ဆိုရှင်ကြောက်ကူတော့ဖြစ်ကြောက်ကူဖြစ်မှာထင်တယ်နော်အဲ့တော့အဲ့ဒီကနေပြီးတော့နေပေါင်းအဲ့ဒါကျွန်တော်ကနေနာမည်ဒီထားပါတော့အဲ့ဒီတက်စခန်းကနေပြီးတော့နော်အဲ့ဒီရွာတက်စခန်းကနေပြီးတော့အခုဆိုထိုးစစ်ဆင်နေရတယ်ရှိတယ်အဲ့တော့နောင်ချိုကိုလည်းပြန်ရနိုင်တယ်တိတ်မကြခင်မှာဘာကြောင့်လဲဆိုလို့ရှိရင်ခင်ဗျားတို့ဒီ TNL ကနောက်ဆုံးနေပြီဘာကြောင့်နောက်ဆုံးလဲဆိုတော့ဘာအကြောင်းလဲမသိဘူးပေါ့နော်ခင်ဗျားတို့ TNL အနေနဲ့ပေါ့ဗျာနော်တရုတ်ကနေဖီရတခါပြေးလိုက်တယ်မှတ်မိတယ်ဗလား မင်းတို့နောက်ဆုတ်မလားနောက်မဆုတ်လို့ရှိရင်မင်းတို့ကိုလေပင်းကိုကင်ပြီးတော့ငါဒီလိုလောက်ထလိုက်ငါတစ်ချက်ပဲလုပ်မယ်ဆိုပြီးတော့တရုတ်က DNL ကိုချိန်ချောက်ထားတာရှိပါလေအဲ့ဒါကလေရုတ်တရက်အချိန်တွေမှာသူလက်နက်ကင်ဆိုတော့ဗျာဘာပဲဖြစ်ဖြစ်အဲဘာပဲဖြစ်ဖြစ်နည်းနည်းလေးပေါ့မာနာလေးတော့ရှိတာပေါ့ဗျာနော်ငါကမင်းလိုမာနာလေးများထားခဲ့ရင်ခဏလေးပဲပြတ်မှာပေါ့ဆိုတဲ့ပုံစံမျိုးပေါ့ဗျာမာနာလေးတော့ရှိတာပေါ့ဟာမလုပ်ဘူးဒီဥတော်လိုင်းနဲ့ပူပေါင်းမယ်ဘာကြောင့်လဲဆိုတော့ငါတို့ကငပိလက်ခုတ်တန်ခြူထားတာ တေယုကဘလို့ပြောပြောနောက်မဆုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေပေါ့ရတဲ့လောက်တော့ငါတို့တောင်းကြည့်အောင်ပဲပေါ့ဆိုလိုချင်တာကငါတို့ပြည်နေပေးရမယ်နောက်ပိုင်းကျတော့อืมသွားဆွေးနွေးရဆွေးနွေးပြီးတော့ဟိုကတောက်တော့ကမပေးနိုင်ဘူးမင်းတို့လက်နက်ချပါမှာเนาะမင်းတို့ကိုယ့်နေရာကိုပြန်ရမှာဆိုတဲ့ခါကျတော့ပြည်နေပေးတာတော့မှလက်မခံဘူးနေဦးတော်လိုက်နဲ့ပူပွားမယ်လက်ခုတ်တံငပေးလက်ခုတ်တံပြန်ချူပါလေကောင်းတယ်လိုရင်ဒီလိုမျိုးသာမလှုပ်လို့ရှိရင်မင်းတို့အဲ့ဒီနီပိန့်တိုက်ပေါ့ဆိုလိုချင်တာကငါတို့ NUG တော်လိုက်ရေးဆိုတဲ့နီပိန့်တိုက်ကလည်းလက်ခုတ်တံ ငပိလက်ခုတ်တန်ခြူလို့တအားကောင်းတဲ့အတိုင်းဝိုင်းပြတိလားလှုပ်ရှားလို့တအားကောင်းတဲ့အတိုင်းဝိုင်းအဲ့တော့ TNL ကအခုဆိုလို့ရှိရင်ငပိလက်ခုတ်တန်ပြန်ခြူတယ်ခြူပြီးတော့အခုတဖြည်းဖြည်းနဲ့ဆွနာလို့ပေါ့ဟေးကောင်တွေတက်ဆိုလို့ရှိရင်ဘာမလို့ပြောတယ်ဟေးကောင်တွေစုံဆိုလို့ရှိရင်ပလောင်လုံးပြောပြီးအခုနောက်ဆုံးနေပြီနောက်ဆုံးနေတာအခုဆိုလို့ရှိရင်နောက်ချိုလဲတိတ်မကြခင်เนาะကျွန်တော်တို့တက်မတော်အနေနဲ့ပြန်ရမနိုင်တဲ့တိုင်းတာလေးရှိတယ်။မရီယာကနေပြီးတော့လဲအခုဆိုလို့ရှိရင်နောက်ဆုံးနေတာကိုတွေ့ရတယ်။အဲ့တော့ ဘသူတွေပဲကြံမလဲဆိုတဲ့ခါကျတော့ခန်းကြီးမောင်တို့အဖွဲ့ခန်းကြီးမောင်ခန်းကြီးမောင်တို့အဖွဲ့ဖြစ်တဲ့ဒီပေတိဆိုလို့ရှိရင်ခံနေရတဲ့ PDF တို့ NUG တို့အုပ်စုကတော့ကြံခဲ့မှာဖြစ်တယ်เนาะအဲ့တော့အဲ့ဒါအခြေအနေလေးပါစီရေးအခြေအနေမှာလည်းဒါအားတက်စရာတွေတွေ့ပါတယ်တောင်ခမ်းအခြေအနေမှာဆိုလို့ရှိရင်တက်တွေကလမ်းကြောင်းပြန်ပွင့်သွားပြီးတော့ခုဆိုလို့ရှိရင်နည်းမြရှင်းလင်းမှုတွေတောင်ခမ်းမှာစတင်နေသလိုနောင်ချိုကနေလည်းတက်မတော်ကနေပြီးတော့ပြန်ပြီးတော့နောင်ချိုကိုပြန်ထိုးစစ်ဆင်မှုကလည်းအဲစီစဉ်ထားတဲ့အတိုင်းဒါတွေရှိတယ် တော့ TNL အနေနဲ့ကလည်းဒါ TNL နဲ့တက်မလို့နဲ့ကြားထဲမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်မကောင်းတက်လို့ပေါ့ကွာငါတို့ဆွေးနွေးပြီးတော့ဒီလိုရှိတယ်ပေါ့ဒါမဲ့ကျွန်တော်တို့ကဟိုရောက်လို့ရှိရင်ကျွန်တော်ကငပိန်းလက်ခုတ်တန်ခြူလာတာ TNL ကပြောမှာပေါ့ဥမာမြန်နာစကကိုစလဲနဲ့ TNL နဲ့ဟလာတရုတ်နဲ့တရုတ်ရဲ့စစ်ဆင်မှုနဲ့ဆွေးနွေးရဲ့ဆွေးနွေးတဲ့ခါမှာဒီလိုလုပ်ဗျာကျွန်တော်တို့ကယုတ်တရကြီးနောက်ဆုတ်လိုက်ရင်လဲမကောင်းဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဆိုကျွန်တော်ကခင်ဗျားတို့ငပိန်းကိုကျွန်တော်အသုံးချလာတာအဲ့တော့ဒီငပိန်းတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ နှစ်သိရအောင်မယ်အဲ့တော့ဘယ်လိုလုပ်ရင်ကောင်းမလဲကျွန်တော်လည်းအကျက်ရိုက်နေပြီကျွန်တော်ကနောက်ဆုတ်ချင်နေပြီအရှိတ်ဆက်တိုးလို့မရအောင်ကျွန်တော်ကောင်းကောင်းသိတယ်အဲ့တော့ဒီလိုလို့ကျွန်တော်ကျွန်တော်ပြောမယ်ဆိုတော့အခုဆိုရင်တိတ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 ်စိတ်စိတ်လေးနဲ့အခုနောက်ဆုတ်နေရမတရားလည်းနောက်ဆုတ်နေတာဖြစ်သလိုဒီနောင်ချိုကနေနောက်ဆုတ်နေလို့ကျွန်တော်သုံးသက်လို့ရတယ်နော်ဒီအနေနဲ့နောက်ဆုတ်နေပါပြီအဲ့တော့ခင်ဗျားတို့ခန်းကြီးမောင်တို့ဖွေရတော့နီပိန်အုပ်စုကတော့ကြံခဲ့မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောပြချင်တယ်နော်အဲ့တော့အဲဒါကမရရာရဲ့စီရဲ့ခြေနေနော် အဲကျွန်တော်တို့နောက်ချူဒီရှမ်းမြောက်ရဲ့အစီအချင်းတွေပေါ့နော်အဲဒါကဒီလိုရှိတယ်အဲနောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုလို့ရှိရင်အမ်ဒီစီစကိုင်းဘက်ကိုသွားစကိုင်းဘက်မှာလည်းဒီလိုပါပဲကိုစစ်တီတွေကအေးစစ်စစ်ပဲဖြစ်နေဘာကြောင့်ဂျမ်းမာကောင်းတော့ဂျမ်းမာတအားကောင်းတဲ့ခါကျတော့တပုံစီကဒီ drone သာမရှိလို့ရှိရင်တစ်တုံညာနှစ်ခွန်တို့ခေါ်လာတဲ့ဒီမြောက်သုံးအောင်ရဲ့စစ်စင်ကြီးကလည်းဘာလို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးနော်အဲ့တော့ ဒီဂျာမာကောင်းကောင်းကိုလိုအပ်နေတာအခုသူတို့လိုအပ်နေတဲ့ဂျာမာတွေကတိုက်ဆိုင်မှုပေါ့ဗျာနော်အဲ့ဒီအာကျွန်တော်တို့တရုတ်လုံခြုံရေးကုမ္ပဏီတွေရုရှားလုံခြုံရေးကုမ္ပဏီတွေနဲ့စားကြုပ်ချုပ်ဆိုပြီးတဲ့နောက်မှာတော့ဂျာမာတွေတအားကောင်းလာပါတယ်ဂျာမာတွေကောင်းတဲ့ခါမှာတော့ဒီစစ်သွေးကြတဲ့ပုံဆိုတာကရုပ်ရေးပြရမယ့်အခြေအနေမျိုးတိအောင်ရောက်သွားနိုင်ပါတယ်နော်အဲ့တော့ဂျာမာတွေတအားကောင်းတယ်အခုဆိုရင် ဲနောက်ဆုံးနဲ့စကိုင်းတိုင်းမှာလည်းဒီလိုပါပဲဂျမားတအားကောင်းတဲ့ခါကျတစ်ဖက်ကသဘုံကဘလို့မှဂျမားနဲ့လာလို့မရအမြပြင်းထိုးစစ်နဲ့ပဲလာလို့ရတာမြပြင်းထိုးစစ်နဲ့လာလို့ကတော့စစ်တပ်ကပြင်းတယ်၁၀ရောက်ရှိတော့မှရောက်တထောင်လောက်ကိုခံချနိုင်တယ်ဒါပုဂ္ဂိုလ်ရင်ပြောရလို့ရှိရင်အဲ့ဒါကိုလည်းကျွန်တော်လုံးဝယုံကြည်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်စစ်တီတွေကနေရာကောင်းကယူထားစမ်းမှာ special ၁၀ရောက်နဲ့တထောင်လဲဂူးမဆိုင်ဘူးနော်ပါလေစစ်လာတရားခင်ဗျားတို့ပဲသိပါလိမ့်မယ်ခံစစ်တကြောင်းလားအဲအဲ့ပုံစံမျိုးရှိရေနော်အဲ့တော့ဂျမ်ပါတွေတက်ဂျမ်ပါကောင်းတော့သူတို့စီက ဟို drone တွေတက်လို့မရဘူးသူတို့စီက drone တွေတက်လို့မရတော့ကိုယ့်စီကစစ်တီတွေကငိုတွေကတတိယကောင်းပြီဒါဒီ jammer တွေအဲဒီ program ဒီ drone တွေကြောင့်အဲ program နဲ့ဂျုံကန်နေရတာဖြစ်တယ်အခုဆိုရင် drone တွေကိုပြန်ပြီးတော့ jammer နဲ့ခုခံထားပြီးတော့စစ်တီတွေအားလုံးကခံပြီးတော့ပြစ်နေတယ်စစ်တီတွေအားလုံး AA စစ်စစ်ပါပဲ jammer တအားကောင်းလာပါတယ်နော်အဲထို့ပြင်ဒီတက်ပို့ပြီးပိုကောင်းလာတာလည်း jammer နဲ့တူ drone တိုက်စစ်စင်တွေကမှုတွေကလည်းတအားကိုကောင်းလာတယ်ညချစစ်စင်ကြီးတွေကလည်းတအားကိုကောင်းလာတယ်အဲ့တော့ Umen Online ဒီမလီမမပြုံးပျော်ရှင်ပြီးသူ့ရဲ့ယုံကြည်မှုတွေနော်သူ့ရဲ့အားထုတ်မှုတွေလားသူ့ရဲ့ကြိုးစားမှုတွေအားလုံးဟာလေမြေပြင်နဲ့လုံးဝအဲကိုက်ညီနေဆိုတော့ကျွန်တော်အနေနဲ့ပြောလို့ရတယ်လက်ရှိချိန်ယနေ့ချိန်ဒီပေါ့ဗျာနော်အဲဒီနီးပညာဆိုတဲ့အတိုင်းအတာမျိုးမှာလေဒီနေ့နဲ့မနက်ပြန်ဟလာနောက်တလနလကတော့မတူညီနိုင်ဘူးဒါပေမဲ့လက်ရှိအချိန်တွေမှာတော့ခင်ဗျားတို့ဟိုတက်မလို့ဘက်ကတက်မလို့အားပေးထောက်ခံသူတွေပေါ့နော်ဟိုဦးမင်းအောင်လိုက်အားပေးထောက်ခံသူတွေခင်ဗျားတို့လက်ကမောင်းခတ်တင်ပါလေနော်ခင်ဗျားတို့မှန်နေပါလေလောရစေနော်အဲ့တော့ ဒါသခိုင်းဘက်ကခြေနေအဲနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘယ်ကိုဆက်သွားရမလဲဆိုလို့ရှိရင်တော့အဲသခိုင်းဘက်မှာပို့ပြီးတော့နောက်ထပ်ပို့ပြီးတော့ပေါ့နော်ဘူးလေးရဖယုံဆင့်ဖြစ်သွားတယ်အဲ့ဒီအဲ PDF တွေကိုတိုက်ခိုက်တဲ့နေရာဘူးလေးရဖယုံဆင့်မှာအဲ့ဒါပါလဲဆိုရင်စက်တက်လီဒီလို့ခေါ်တာပေါ့စက်တက်လီဒီကတော်တော်ထိရောက်တာနော်တမုံတော်တော်လန့်နေတယ်အဲ့စက်တက်လီဒီရဲ့အာသာချက်ကဟိုလေရင်စီတက်တာလေနော် နံပါတ်1ချက်ကထိချက်တိကျတယ်နံပါတ်3ချက်ကစေတူရတဲ့ပုံတွေအနေနဲ့ဘလို့မှပြန်တိုက်ခိုက်လို့မရဘူးအဲ့တော့စက်တက်လေဒီကိုအသုံးပြတဲ့နေရာမှာနေရာအချိန်ကိုလိုးသလိုအသုံးချလို့ရတယ်ဆိုလိုချင်တာကနေအောင်ကြီးအလင်းအောင်အားနေတဲ့အချိန်ကြီးညမိုးချုပ်တဲ့အချိန်ကြီးညကြည့်ညကြည့်မှန်ဘလူးနဲ့တေချာကင်ပြီးတော့ကျဲလို့ရတာတကြောင်နော်လင်းအာယုံချင်းချိန်ပြီးပေါ့နေအောင်ကြီးအားနေတဲ့အချိန်ကြီးမှာကျင်းလို့ရကျဲလို့ရတာတကြောင်ပေါ့အဲ့ကြောင့်စက်တက်လေဒီအသုံးချမှုကနော်ဘယ်ကောင်မစ်ဆိုတော့ တော်တော်လေးကောင်းမွန်တယ်အဲ့ဒီစက်တက်လေးဒီကိုလည်းစက်တက်ကတွင်တွင်အသုံးပြလာတယ်စကိုင်းတိုင်းအခြေအနေမှာကျွန်တော်ဟိုတနေ့ကလိုက်မှာပြောခဲ့သလိုပေါ့ PDF ကလေးတဲ့စကားပြောဖြစ်ပါတယ်ဟုတ်တယ်ကိုတဲ့စက်တက်လေးဒီကပိုတိကျတယ်တိကျတဲ့ပြင်ကိုကျွန်တော်တို့ပွဲတော်လုပ်တဲ့အချိန်မှာတဲ့တော်တော်များပါသွားတယ်တဲ့နော်ဟိုပါသွားတယ်သူတို့ဝန်ခံတယ်ပြစ်လို့လည်းပြန်ပြစ်လို့လည်းမရဘူးတဲ့နော်အဲ့ဒီလိုအခြေအနေမျိုးလေးတွေရှိတယ်အဲ့တော့စက်တက်လေးဒီရဲ့အားကောင်းမှုကလည်းတနည်းအားဖြင့်လေရင်တွေရဲ့လေရင်တွေပေါ်မှာပေါ့နော် လေတရဲတွေပေါ့လေတရဲတွေပုံမှာပြိနေတဲ့ဟွန်းပြိနေတဲ့ကျွန်တော်တို့ဝင်းဒိုးဝင်ပိုးတွေအများကြီးအများကြီးရှော့ပေးလိုက်တယ်အဲ့ဒါလည်းတော်တော်လေးအဲကောင်းမွန်တဲ့အချက်ပါပဲခင်ဗျာနော်ဒါစစ်တပ်ဘက်ကတိုးတက်လာအခြေအနေပေါ့အဲ့တော့ PDF တွေအနေနဲ့ကလည်း PDF ဒီဒီ energy အုပ်စုအနေနဲ့ကလည်းဒီစက်တက်လေဒီကိုသူတို့လည်းသုံးဖို့အတွက်စ조사နေတဲ့အတိုင်းအတာတွေရရှိတယ်ပေါ့နော်အဲ့တော့သူတို့အောင်မြင်မယ်မအောင်မြင်မယ်ဆိုတာမသေးချပါမိမယ်စစ်တက်ကတော့အခုချိန်မှာတင်းတင်းကြပ်ကြဲအသုံးပြနေစစ်ပွဲတိုင်းမှာအသုံးပြပါတယ်ကျွန်တော်ဘကိုးရိုးမှာနေဆက်မှာလည်း အာဒီဆက်တက်လေဒီကိုကောင်းကောင်းသုံးပြုနေဖြစ်တယ်လို့စကိုင်းမှာလည်းကောင်းကောင်းသုံးပြုနေဖြစ်တယ်အမ်မန်လေးမှာလည်းကောင်းကောင်းသုံးပြုနေနေရာတိုင်းမှာတွင်းနေကြအသုံးပြုတဲ့အတွက်ကြောင့်မို့လို့အဲစစ်တက်ကဆရာပြောဆိုဂျမ်ပါဤကောင်းချင်းအဲကောင်းချင်းသုံးဖြာပြောကြမှာနော်ဂျမ်ပါဤကောင်းချင်းလေးဖြာပြောပြနော်လေးချောင်းလို့ဆိုရင်လေးဖြာဂျမ်ပါဤကောင်းချင်းအပြည့်ရှင်ဒရုန်းဤကောင်းချင်းအဲနောက်တစ်ခုက ဆက်တက်လေဒီရဲ့ကောင်းခြင်းလေရင်ရဲ့ကောင်းခြင်းနောက်တစ်ခုကနောက်နောက်ခံနိုင်ငံများရဲ့အာကောင်းခြင်းနောက်တစ်ခုကဒီတော်လန်ဟေးမှာပါဝင်သူတွေရဲ့စီးဖောက်မှုနော်စီးဖောက်မှုပေါ့လို့ပေးစားတွေများခြင်းဒါတွေကြောင့်မလို့ပေါ့နော်အင်အားချိန်ွေရှာနဲ့ကျွန်တော်တို့ဒီအောင်မြင်မှုချိန်ွေရှာကစစ်တပ်ဘက်ကအများကြီးရင်းသွားပါပြီနော်ဥမင်အောင်လိုက်ဘက်ကမတရားကြီးရင်းနေတာဆိုတော့ကျွန်တော်အခုလက်ရှိစီးရေးနိုင်ငံကြီးအခြေအနေလေးနဲ့ကျွန်တော်သုံးသပ်ပြခြင်းဖြစ်တယ် ဟုတ်ပြီကျွန်တော်ဒီနေ့ဆက်ထဲမှာပဲအဲနောက်ထပ်ပေါ့နော်ကျွန်တော်သုံးသပ်မရပါလဲဆိုရှင်အကိုရိုးမအဆက်ကစီးရေးချင်တယ်ကျွန်တော်တို့ကတွင်တွင်ကြကြသုံးသပ်မှာဖြစ်တဲ့တော့ခုလက်ရှိဒီဒီတစ်ခေါက်မှာတော့သုံးသပ်နိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုရှင်အချိန်ကနေတာရဲ့အကြောင်းအရာအမှုစိတ်တာတကြောင်နော်ပြီးရင် ARV တိုင်းချင်နေဆက်လိုက်ပြီးနောက်တစ်ခေါက်မှာကျွန်တော်သိချာသုံးသပ်ချက်ကိုသိချာပြောပါမယ်ခင်ဗျာနော်အခုလက်ရှိအချိန်မှာတော့ ကောင်းဆုံးပြောကျွန်တော်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အဓိက pin point လို့ပြီးပြောပြချင်တာကတော့ Omnia Online ကိုလေးမှာပြူးတဲ့ interview မှာကြီးလိုက်ပါစိတ်သက်တက်ကြွစရာတွေနိုင်ငံအတွက်သူဘယ်လောက်ထိစူးစမ်းနေရဆိုတာလေသူ့ရဲ့စိတ်ပိုင်းဖြတ်ထားမှုတွေသူ့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ယုံကြည်ချက်တွေနော်ဒါတွေအားလုံးကိုကျွန်တော်တို့တွေ့ရတယ်လို့မြေပြင်မှာလည်းသူ့ယုံကြည်ချက်နဲ့အမြေမြေပြင်မှာလည်းအခုတိုးတက်မှုတွေအများကြီးအများကြီးတွေ့နေရတယ်စီရေးချင်းတွေမှာအာဘယ်လိုခေါ်မလဲဆိုတော့တော်တော်လေးအမြင့်ဘက်ကိုရောက်လာတာကိုတွေ့ရတဲ့အပြင်ကိုနော် နီးပညာတွေတိုးတက်လာတာကိုတွေ့ရတယ်အဲဆိုတော့ကျွန်တော်ပြောသလိုနိုင်ငံရေးမှာတိုက်ဆိုင်နေပဲပြောမလားဘလို့ပဲခင်ဗျားတို့ပြောပြောပေါ့ဗျာနော်အဲ့ဒီလုံခြုံရေးကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာတော့ခင်ဗျားတို့ရဲ့ drone တွေတက်လို့မရတဲ့အခြေအနေထိဖြစ်သွားပြီးတော့ခင်ဗျားတို့ဒီနီးပညာကိုကျော်ဖို့အတွက်ခင်ဗျားတို့၁၀နှစ်လောက်ကြိုးစားအောင် နော်ဒီနည်းပညာကိုကျော်ဖို့ဂျာမန်နည်းပညာကိုကျော်ဖို့ဆယ်နှစ်လောက်ကြိုးစားဖြစ်တယ်လို့မြန်မာတက်မတော်အခုပိုင်ဆိုင်ထားတဲ့ drone နည်းပညာတွေပိုင်ဆိုင်ဖို့ကလည်းခင်ဗျားတို့နောက်ထပ်ဆယ်နှစ်ကြိုးစားရအောင်ရကြမှာကြားလိမ့်မယ်နော်အဲနောက်ထပ်ဘာတွေလဲဆိုလို့ရှိရင်တော့စစ်တီတွေရဲ့အဲတိုးတက်လာမှုတွေလည်းအများကြီးတွေ့ရတယ်နော်